မမျှော်လင့်မဲ့ရုတ်တရက်အသက်သေဆုံးခြင်း sudden and unexpected death လို့စိတ်လူစီးပညာမှာခေါ်ပါတယ်။ရုတ်တရက်အသက်သေဆုံးရတဲ့အကြောင်းအရာအများကြီးရှိရဲ့။အဲ့ထက်မှမှနှလုံးချောင်းဖြစ်တာနဲ့နှလုံးချောင်းမဟုတ်တာနှလုံးချောင်းဖြစ်တဲ့ဟာမှာဆိုရင်အလုံးသိတယ်။ heart attack ရုတ်တရက် heart attack ရတယ်။နောက်တစ်ခုအရီသမီးယာနှလုံးခုန်လုံးမမှန်တာဖြစ်ပြီးအသက်သေဆုံးရရှိရဲ့။နှလုံးချောင်းမဟုတ်တဲ့အကြောင်းအရာတွေမှာဆိုရင်တော့ အဆုတ်ကိုသွားတယ်သွေးကြောပိတ်သွားတာ pulmonary embolism လို့ခေါ်တယ်ပြီးရင် stroke လို့ခေါ်တယ်လေဖြတ်တာပြီးရဲ့အခါကျ immediate ပြင်းထန်တဲ့ဓာတ်မတည့်တာ allergic ပေါ့ severe allergic reaction ကြောင့်လည်းဖြစ်နိုင်တယ်လို့အုံနောက်မေးပါရောက်တာမနင်ချိုင်းတစ်လို့အစိမ့်လို့စေပညာမှာခေါ်တဲ့ infection ယောဂပိုးဝင်ပြီးအုံနောက်မေးပါရောက်တာကြောင့်တချို့ကြောင့်လည်း epilepsy လို့ခေါ်တဲ့အတက်ယောဂကြောင့်မမျှော်လင့်ပဲရုပ်တရက်ကောက်ကောင်ကင်ကအသက်တည်ဆုံးသွားတာမျိုးဖြစ်နိုင်ပါတယ်အဲ့ထဲမှာမှစိတ်နှုန်းနဲ့ယင်းနေတာကတော့ heart attack နှလုံးသွေးကျောပိတ်ပြာ မကြသေးခင်ကမှလည်းစင်တို့မြန်မာနိုင်ငံကအမှုပညာရှင်တူဒီရောဂါကြောင့်နှုတ်မဆက်ပဲရုပ်တရက်ထွက်ခွာသွားပါတယ်။အဲ့တော့ဝန်ထမ်းချင်းနဲ့အတူအများပြည်သူတွေကိုလည်းဒီလိုဖြစ်ရဆိုမျိုးမကြုံတွေ့စေဖို့အတွက်ဆိုင်ရပြပြပေးချင်တာပါ။ဟာအတက်ကနှလုံးကိုသွားတဲ့နှလုံးအကောင်းအလုံးလုံးနိုင်မှုအတွက်သွားပြီးသွေးကြောလေးတွေက support လုပ်ထားရှိရအဲ့မှာမှပင်မသွေးကြောကြီးပိတ်သွားတာ။ဘာကြောင့်ပိတ်တာလဲပေါ့နော်။ ပိတ်တဲ့အတိုင်းမှာများသောအားဖြင့်သွေးထဲမှာကိုလက်စတရောတွေအစီအစိတ်တွေများလာတဲ့အစီကဲလေးတွေအဲ့အစီကဲလေးတွေအချိန်မရွေးပေါက်ထွက်သွားနိုင်တယ်အဲ့အစီကဲလေးကပေါက်ထွက်သွားတဲ့အချိန်မှာပေါက်တဲ့နေရာမှာ blood clot လို့ခေါ်တဲ့သွေးကဲလေးဖြစ်တယ်အဲ့သွေးကဲကခုနနှလုံးကိုသွားတဲ့သွေးကြောမကြီးကိုလုံးဝပိတ်သွားတဲ့အခါမှာ heart attack ရတယ်တချို့ကျတော့လည်းနှလုံးသွေးကြော ကျင်းတဲ့အနေအထားလေးမှာခံဟာခံစားရတာမျိုးရှိပါတယ်အဲ့တော့အဓိကအသက်သေဆုံးကတော့လုံးဝပိတ်ဆို့သွားတာကြောင့်ဖြစ်ပါတယ်ဟာတန်ရပြီအဲ့ခါကျရင်ဘယ်လိုလက္ခဏာတွေခံစားရလဲဆိုရင်တော့ကာကကျေလူနာကရေဘက်အောင့်နေရေဘက်အောင့်နေဆိုရင်နေရာမှာအောင့်နာနာလည်းဖြစ်နိုင်လို့တချို့ကလည်းနှလုံးရိုးဆွဲဆုပ်ထားသလိုမျိုးပြီးဒီမှာတခုခုဖိထားသလိုမျိုး အောင့်နေနာနေရဲ့ကြက်ပြီးတော့အသက်ရှူလို့မဝဘူးပြီးရခါကျရင်နှလုံးခုန်လုံး ဟိုရင်တုံတာပေါ့ရေတုံပန်းတုံတွေဖြစ်လာတယ်ချွေးစည်းတွေပြန်လာတယ်ပြီးရင်ဒီကုလုံးမှာကြိုက်ခဲနာခြင်းမှုတွေရှိတတ်တယ်ဒါပေမဲ့တိတိတတ်တာထင်းထင်းရှားရှားကတော့ဘယ်ဘက်မေယိုဘယ်ဘက်ဒီလေလေဘေးနောက်ကျောင်းနဲ့ဘယ်ဘက်လမောင်းမှာတော့တိတိကျတာကြိုက်ခဲနာခြင်းမှုသူခံစားရတတ်ပါတယ်ပြီးရင်ပြို့တာအန်တာပြို့ခြင်းတို့လိုအန်ခြင်းတို့လူကဘလို့မှအနေလို့ထိုင်လို့မကောင်းဘူးပေါ့နော်ဒီလိုလက္ခဏာတွေကိုခံစားနေရပြီဆိုရင် heart attack ရပါပြီအဲဟိုတချို့တွေက anxiety များလို့စိတ်လှုပ်ရှားမှုများလို့ဆိုအဲ့လက္ခဏာနဲ့လည်းရောသွားတတ်ပါလေဒါပေမဲ့အဲကိုမာကနှလုံးသွေးကြောပိတ်နိုင်တဲ့အကြောင်းရင်းတွေရှိတယ်အရင်ကလည်းဖြစ်ဖူးတဲ့နှလုံးရောဂါရှိတဲ့သူတွေဆိုရင်တော့တေချာပါ heart attack ကိုစိတ်လှုပ်ရှားစဉ်းစားရမှာဖြစ်ပါတယ်တချို့ရဆိုရင်ခေါင်းလေးရေအဲ့လိုမျိုးလှက်ခနဲ့လက်ခနဲ့ခေါင်းမူးတာခေါင်းရေးတိတ်မူးတာမျိုးအာတချို့ရဆိုရင်ချောင်းဆိုးပြီးတော့အသက်ရှူမှတမ်းမှာတွှီရွှီမိတဲ့နေပါမြည်အဲ့လိုထွက်လာတာမျိုးရှိပါတယ်ဒါ heart attack ရဲ့ ဖြစ်တတ်တဲ့လက္ခဏာလူတိုင်းဒီအတိုင်းဖြစ်ရမယ်မဟုတ်ဘူးเนาะတချို့တွေမှာနှစ်ခုလောက်ပဲဖြစ်မယ်တချို့တွေမှာ၃၄ခုလောက်ဖြစ်မယ်တချို့တွေမှာတစ်ခုလောက်ပဲဖြစ်တာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲ့တော့အရေးကြီးတာကဒီလိုဟောက်တိုက်ရပြီဆိုရင်ကျမတို့ဆေးရုံကိုအချိန်မီရောက်ဖို့လိုပါတယ်။အဲ့ပိတ်သွားတဲ့သွေးကိုချက်ချင်းဖျော်ပြဖို့ဖယ်ပြဖို့အရေးကြီးပါတယ်။အဲ့တော့ဒီလိုလက္ခဏာခံစားရပြီဆိုရင်ဆေးရုံ ambulance ကောင်းကိုခေါ်ထားတယ်။အဲ့လိုခေါ်ထားတဲ့အချိန်မှာအကျမတို့က aspirin အလုံးကြောက်ကမှ aspirin ဆေးပြားကို 300mg ဆေးကိုဒီလူနာကိုတိုက်ထားဖို့လိုပါတယ်။ဒါပေမဲ့ဝုန်းဆိုပြီးတော့လဲကြသွားပြီ။ နော်လက်ဒီလိုပါဆိုရင် ambulance မရောက်မခင်ဒါမှမဟုတ်ဆေးရုံမရောက်ခင်မှာသူ့ကို oxygen တွေတော့ရောက်ပေးနေဖို့လို့ပဲ okay oxygen ပေးဖို့မရှိဘူးဆိုရင်အရေးပေါ်အသက်ကင်းနေ cardio pulmonary resuscitation လုပ်ဖို့ကအရေးကြီးပါတယ်အဲ့တော့ဒီနေရာမှာတော်တော်များများကအာဆေးပဲနေပေတဲ့ကမဟုတ်တဲ့အတွက်မားနေတာကိုတွေ့ရပါတယ်ဘယ်လိုလုပ်ရမှာလဲဆိုတော့လူနာကလဲနေရပလက်လန်နေရမှာဆိုရင်သူ့ရဲ့ခေါင်းလေးကိုတစ်ချက်လေးအဲနည်းနည်းလေးမှိန်ထားလိုက်ပေါ့နော်ပြီးရအခါကျရင် ဒီရင်ဘက်ကရင်ညွန့်လို့ခေါ်တာပဲရင်ညွန့်ရိုးတက်တဲ့အရိုးရှိအဲ့အရိုးပေါ်ကိုဖိရမှာဘာနဲ့ဖိရမှာလဲဆိုရင်တော့လက်ကျမတို့လက်နှစ်ဖက်မှာဆိုရင်ကျမတို့ဆိုရင်ညာတန်းနေမနော်ဘယ်ဘယ်ဟိုဘယ်ညာတန်းဒီလက်တစ်ဖက်ပေါ့နော်ဘယ်ဘက်လက်ပေါ့ဦးညာဘက်လက်ကဒီလိုထပ်လိုက်မယ် lock လုပ်လိုက်လို့မျိုးလုပ်လိုက်တာနော်အဲ့လိုလုပ်လိုက်တာပြီးရင်လက်ဖမိုးပေါ့အော်လက်ဖနောက်ခေါ်တာပေါ့နော်လက်ဖမောက်လက်ဖနောက်နဲ့လူနာရဲ့ခုနရင်ညွတ်တက်တက်ဦးဖိချ ဲ့လိုဖိတဲ့အခါမှာလက်ကြီးကကိုင်းနေရမှာလက်ကလုံးဝ90 degree ဒီရင်ဘက်နဲ့လူနာအာကိုယ့်ရဲ့လက်နဲ့90 degree 90 degree အပေါ်ကနေကိုယ့်ရဲ့တစ်ခုလုံး weight ကိုအသုံးပြုပြီးတော့အားနဲ့ဖိချရမှာလက်မောင်းလေးနဲ့ရှိ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 ဆိုပြီးတော့ရုပ်ရှင်ထဲမှာလို့လို့လောက်ရမှာမျိုးမဟုတ်ဘူးတစ်ခုလုံးနဲ့အားနဲ့ဖိချဖိချအဲ့ဒါဇက်တိုက်ဖိရမှာအဲ့လိုဖိချတာဘယ်လောက်အကျဉ်လဲဆိုအကျဉ်30ဇက်တိုက်ဖိပီအချိန်30ဇက်တိုက်ဖိပြီးတော့မှဒီပါဇက်ထဲမှာ လေမှုတ်ထည့်ရမယ်လေမှုတ်ထည့်တဲ့နေရာမှာလည်းဘယ်လိုမှုတ်ထည့်ရမလဲဆိုဒီနှာခေါင်းပေါက်ကိုပိတ် တကားပေါကိုပိတ်လူသားရဲ့ဗစက်တစ်ခုလုံးကိုကာဗာဖြစ်သွားကိုကိုယ်ဗစက်နဲ့ငုံပြီးအုပ်ပြီးတော့မှအသက်ကိုရှူထွက်လိုက်မယ်ဒါအရေးပေါ်လမ်းဘေးမှာဝုန်းဝင်းနေဖြစ်သွားပြောတာနော်အကောင်းဆုံးကတော့ကျွန်တော်တို့ဟိုရုပ်ရှင်တွေထဲမှာရွှီရွှီညှစ်ပေးရတာဟာမျိုးရှိတယ်။အဓိကဗက်ဆက်တစ်ခုလုံး cover လုပ်ပြီးတော့မှအဲ့လိုညှစ်ပေးဖို့လိုတယ်။အဲ့ဒါအောင်နှစ်ချက်ဗက်ဆက်ထဲကိုလေမှုတ်ထည့်မယ်။အချက်30ဖြီးနှစ်နှစ်ချက်လေမှုတ်တွင်အဲ့လိုပုံစံမျိုးကိုတစ်မိနစ်မှာအကြိမ်120နဲ့120အတွင်းဖြစ်အောင်လုပ်ပေးရမယ်။အချက်ပေါ့။အချက်120 100လောက် တောက်လျှောက်ဖိပြီးနေရမယ်ဘလောက်လောက်ရမှာလဲဆိုရင်စစ်ရုံက ambulance မရောက်မချင်းစစ်ရုံမရောက်မချင်းတောက်လျှောက်လုတ်ပြီးနေရမှာအဲ့တော့အရန်ပင်မန်းတယ်လူကအားတုံခွန်ဆိုင်ဖိချဖိနေရမှာအဲ့တော့ကိုကပင်မန်းပြီဆိုနောက်တော့ကချက်ချင်းဝင်နောက်တစ်ယောက်ကလည်းခုနကလိုပုံစံအတိုင်းမှန်မှန်ကန်ကန်ဖိမှဒီရက်သွားတဲ့နှလုံးကပြန်ခုံပြီးတော့အလုပ်လုပ်လာမှဖြစ်ပါတယ်အဲ့ ambulance လာပြီဆိုရင် oxygen ပေးပြီးဘာညာဘာညာနဲ့စစ်ရုံရောက်မှာဒါကကိစ္စမရှိဘူးပေါ့နော် လိုမဟုတ်ဘူးဆိုရင် heart attack ရဲ့နောက်ဆက်တွဲကြောင့်လူနာအသက်သေဆုံးသွားနိုင်တယ်။ဟုတ်ကဲ့ heart attack နောက်ဆက်တွဲကဘာလဲဆိုရင်နံပါတ်1ကြောက်ဖို့အကောင်းဆုံး arrhythmia နှလုံးခုန်လုံးမမှန်တော့အောင်ခုန်ခြင်းတလို့ခုန်အရမ်းမတားတွေခုန်တာလည်းဖြစ်နိုင်တယ်။မခုန်တော့လည်းဖြစ်နိုင်တယ်။နှေးဝါးလည်းဖြစ်နိုင်တယ်။အဲ့ဒါကြောင့်အသက်သေဆုံးနိုင်တယ်။နောက်တစ်ခု cardiogenic shock နှလုံးမာဆယ်တွေကြွက်သားတွေကကောင်းကောင်းအလုံးမလုံးနိုင်တော့ဘာလို့လဲဆိုတော့ကြွက်သားတွေက အပြင်းထန်ထိခိုက်သွားပြီ severely damage ပေါ့ပုံမှန်ကသူကအောက်ဆီဂျင်နေအာအောက်ဆီဂျင်နေအာဟာရဓာတ်တွေကိုဒီသွေးကြောလေးကတည်ဆောင်သွားနေရအဲ့တော့လုံးဝပိတ်သွားတဲ့အခါကျတော့လုံးဝကြက်သားတွေကပုတ်လာနှလုံးကြက်သားတွေကပုတ်လာပုတ်လာပုတ်တဲ့ပမာဏကအရန်များလာတယ်နော်ချက်ချင်းမှပြန်ပြီး recover မလုပ်နိုင်ဘူးမကုနိုင်ဘူးသွေးကြောပိတ်နေတာမဖယ်နိုင်တဲ့အခါမှာလုံးဝအပြင်းထန်အဲ damage ရပြီးတော့ထိခိုက်ပျက်စီးသွားပြီးတော့လူနာချက်ချင်းတည်ဆုံးသွားနိုင်တယ်ဒါမှမဟုတ်ဘူးဆိုလည်း hub rupture နှလုံးရင်းတစ်ခုလုံးကွဲထွက်သွားတာကြက်သားရေအကုန်လုံးကပျက်စီးနေရဖြစ်တဲ့ကွဲထွက်သွားတဲ့အခါမျိုးမှာဆိုရင်ဒီ heart attack ရဲ့နောက်ဆက်တွဲကြောင့် luna အသက်သေဆုံးတာမျိုးဖြစ်တတ်ပါတယ်အဲ့တော့လူတိုင်း heart attack ဖြစ်ရင်အသက်သေရသလားဆိုတော့လူတိုင်းတော့မဟုတ်ပါဘူးအသက်ရွယ်ပုံမှုတည်ရလူငယ်တွေတည်းဆိုင်လူကြီးတွေဖြစ်တာများတယ်โอเคငယ်လို့မဖြစ်ဘူးလို့ဘတော်မှမတွေးပါနဲ့လုံးဝမှားပါတယ် ခင်းနေခင် lifestyle တွေစိတ်လေးတွေတောက်တယ်စီတန်းကြီးလိုက်ဆိုရင်ကိုယ်လက်လှုပ်ရှားမှုမရှိဘူး fast food တွေစားကြတယ်အဲ့လိုခါမျိုးမှာဆိုရင်သွေးတင်း cholesterol တွေများတာမျိုးအဲမျိုးရိုးကလည်းအဝရယ်ဝရယ်မျိုးရိုးရှိရင်နှလုံးနဲ့သွေးကြောနဲ့ပတ်သက်တဲ့ယောဂမျိုးရှိရယ်ကိုကလည်းစိတ်လေးတွေတောက်တယ် healthy lifestyle မရှိဘူးဆိုရင်သူဒီတခြားပါနှလုံးသွေးကြော cardio coronary heart disease ဖြစ်ဖို့ chance များတယ်အရင်ကတော့ကိုကဖြစ်ဖူးရယ်ဆိုပို့ပြီးခယူးဆိုင်ရမှာ เนาะအဲ့တော့ဒီလိုလူမျိုးတွေကအသက်ကြီးရင်ဒီပို့ဆိုးရင်ရတယ်လူငယ်တွေဆိုရင်လည်းအရင်တော့ဖြစ်ဖူးရယ်ဆိုရင်ပို့ပြီးခရူးဆိုင်ရတယ်ကိုကနှလုံးကြွက်သားတွေကအများကြီးထိခိုက်ပျက်စီးထားတယ်ဆိုရင်ပြန်ကောင်းမှုအချိန်ကြာထက်တယ်အဲထိခိုက်ပျက်စီးမှုကနည်းတယ် damage ထိခိုက်ပျက်စီးမှုတိတ်မရှိဘူးဆိုရင်တော့ recover ဖြစ်ဖို့ပြန်တက်တာဖို့အတွက်မြန်မြန်စောစောစီပြန်ကောင်းနိုင်ပါတယ်ကိုကအာကျမတို့အားလုံးကြားမှုမှာပါ အဒိုဗက်စ်လိုမျိုးသွေးတွင်းကိုလက်စတရောချရာစီးတွေတချို့သွေးတို့ရှိရသွေးစီသွေးကြစီတွေဒါတို့မှန်မှန်နေ့စဉ်မှန်မှန်တောက်နေရမယ်တပတ်မှာအနည်းဆုံးမိနစ်150နာရီနဲ့တွက်မယ်ဆိုရင်2နာရီနဲ့30မိနစ်တိတိကိုလက်လှုပ်ရှားမှုလေးရှိရမယ်အဲ့ဒါလူနာရဲ့လူရဲ့အခြေအနေပေါ်မူတည်ပြီးတော့ဝါကောက်လုံးနိုင်ဝါကောက်လို့တာမန်ပေါပေါပါပါလမ်းလျှောက်တာဆိုလဲပေါပေါပါလမ်းလျှောက်တာလာတော့အဲ့လိုမျိုးလေးပုံမှန်လှုပ်ပေးဖို့အရေးကြီးပါတယ်စားတဲ့အစာတောက်မှာ ဖက်စုတွေအစီများတာတွေအချိုတွေအီအစိမ့်တွေအငန့်တွေကိုရှောင်ပါရှော့ပါဆေးလိတ်ကတော့လုံးဝဖျက်ရမှာနော်ဆေးလိတ်လုံးဝဖျက်ရမယ်အစားတောက်မှာဆိုရင်တော့ကျွန်တော်တို့အတီးအရွက်ဟင်းဒီဟင်းရွက်အတီးအနှံငါပြီးတော့ white meat လို့ခေါ်ပါငါတို့စက်သားဒီလိုဟာမျိုးကြီးစားပြီးတော့အစီများတဲ့လွန်ကဲတဲ့ကိုလက်စတရောပါတဲ့အစားအသောက်တွေကိုရှောင်ပါသွေးကြစည်တို့သွေးသင်းကိုလက်စတရောကြစည်တို့ကိုမပော့ပါနဲ့ပြီးတော့အရင်မပြက်စေနဲ့ဂယူးဆိုင်ပါ အဲ့ဒါဆိုရင်တော့ဒီနှလုံးနဲ့ပတ်သက်ပြီးကိုကသွေးကြောကျင်းနေတော့ညာလဲပဲသွေးကြောပိတ်ဖို့ချန့်ရှိနေတော့ညာလဲပဲဟာအတက်ရှိနေတော့ညာလဲပဲပြန်ကောင်းနိုင်ဖို့မင်းမြန်ပြန်ကောင်းနိုင်ဖို့အတွက် chance များပါတယ်ကိုကအကွက်အစားတောက်အနေတိုင်းတစ်ချက်လေးပေါ်ရွံ့လိုက်တာနဲ့ဒီ heart attack ဒီစိတ်ကူးနာပြောတဲ့နောက်ဆက်တွဲတွေဖြစ်လာနိုင်ပြီးတော့အသက်ငယ်သူဖြစ်စေကြီးသူဖြစ်စေရုပ်တရက်ဒီလောကထဲကနေနှုတ်ဆက်ထွက်ခွာသွားတာမျိုးဖြစ်နိုင်ပါတယ်နောက်ထပ်ဘယ်အရွယ်ကောင်းဘယ်အညွန့်ကောင်းဘယ်တမိုးရှိတဲ့လူကိုမှ ငယ်ငယ်ကြီးကြီးဒီလိုယောဂမျိုးသတိလက်လွတ်ဖြစ်ပြီးတော့အသက်တည်ဆုံးသွားတာမျိုးမဖြစ်စေချင်ပါဘူး။ဘာလို့သတိလက်လွတ်ဖြစ်ရလဲဆိုတော့ငါငယ်သေးလို့မဖြစ်တော့ပါဘူးတို့ဒါမှမဟုတ်ဆေးတောက်ဖို့ healthy lifestyle ကိုလိုက်နာဖို့ပော့ရော်တာတွေအကြောင်း ဖြစ်ကောင်းဖြစ်နိုင်တာဖြစ်တဲ့အတွက်စိတ်ကဒါလေးကို remind လုပ်ခြင်းလို့သတိပေးခြင်းလို့ညာကြီးချိန်မဲ့တော့အာဒီဗီဒီယိုလေးကိုရိုက်ပြီးတော့ share လိုက်တာပဲဖြစ်ပါတယ်ကိုယ့်ရဲ့အဖိုးအွားတွေရောကိုကိုတိုင်ကောခရူးဆိုင်ပါစိတ်ရဲ့မိတ်ဆွေတွေထဲမှာဆိုလဲအသက်20ကျော်30ကျော်လေးတွေနဲ့နှလုံးသွေးကြောချင်းနေရာတွေအများကြီးရှိနေတာကိုတွေ့နေရတာဖြစ်တဲ့အတွက်အားလုံးကိုခရူးဆိုင်ဈေးချင်ပါတယ်အားလုံးခရူးဆိုင်ကြပါ good night ကောင်းသောညနေဖြစ်ပါစေနော်